မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 6ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်ကိုင်းတော်မရဲစခန်းနဲ့ကင်းစခန်းကစခန်းကိုဆုံခွာထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကလိုက်လံတိုက်ခိုက်ရာ လွမ်းနယ်ခရိုင်တချို့ကိုသိမ်းဆည်းရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ9ရက်နေ့မနက်၄နာရီကမှမြိုင်မြို့နယ်ကိုင်းတော်မရေစခန်းနဲ့ကိုင်းတော်မကြေးရွာမှာရှိတဲ့စာတင်ကျောင်းရေစက်တုံမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများအားလုံးစခန်းကိုစွန့်ခွာထွက်ပြေးသွားတဲ့အတွက်ကြောင့်တော်လိုင်းပူပေါင်းတပ်ဖွဲ့များကလိုက်လံတိုက်ခိုက်ရာ ဩဂတ်စ်လ9ရက်နေ့မနက်6:00နာရီကနေ9:00နာရီအထိတိုက်ပွဲတစ်ကြိမ်မနက်9:00နာရီကနေ17:00နာရီအထိတိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့လက်နက်ခဲယံတချို့ကိုတင်းစီရရှိကာတော်လိုင်းရဲဘော်တချို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်လက်ရှိအချိန်မှာတော်လိုင်းတပ်ဖွဲ့များကကိုင်းတော်မရဲစခန်းနဲ့ကိုင်းတော်မရွာအနီးပတ်ဝန်းကျင်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲခဲ့တဲ့နေရာများကိုရှင်းလင်းရေးပြုလုပ်နေတယ်လို့သိရပါတယ်တိုက်ပွဲဆဖြစ်တဲ့နေ့ကတော့စစ်ခွေး၄ကောင်လောက်သေးတယ်နောက်ရက်တရွာကနေပြီးတော့လာရောက်ပူးပေါင်းတဲ့စစ်ခွေးစစ်ကြောင်းကိုလည်းတိုက်ခိုက်ခဲ့ပါတယ်9ရက်နေ့ ေကြတော့ခွေးတွေအလုံးစခန်းကိုစွန့်ခွာပြီးတော့ထွက်ပြေးသွားတာလို့ BLDF စစ်ဒေသတဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ကိုင်းတော်မရဲစခန်းနဲ့ကိုင်းတော်မခြေရွာမှာရှိတဲ့ရေဆက်ဆောင်စစ်ကောင်စီတပ်သားများကိုဩဂတ်လ3ရက်နေ့ကတော်လိုင်းပူပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ရာမနက်ပိုင်းမှာတကြိမ်ညနေပိုင်းမှာတကြိမ်တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးသေဆုံးကပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်၂ဦးကြာဆုံးခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်ကလေကြောင်းနဲ့လာရောက်ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီ င်နောက်မှာတော့ဩဂတ်စ်လ၄ရက်နေ့ဩဂတ်စ်လ၅ရက်နေ့တွေမှာဆက်လက်ပြီးတော့ဖိအားပေးတိုက်ခိုက်ခဲ့တဲ့အပြင်တရက်ကန်ရွာကနေတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရိတ်ခါပို့စစ်ကြောင်းကိုလည်းကြားဖြတ်တိုက်ခိုက်ဟန်တားနိုင်ခဲ့ပြီးတော့ကိုင်းတော်မှဂျေးရွာကစစ်သားနဲ့ရဲများခံနိုင်ရေးမရှိတော့ဘဲနဲ့ ဩဂတ်စ်လ9ရက်နေ့မနက်အစောပိုင်းမှာစခန်းကိုစွန့်ခွာထွက်ပြေးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ခွေးတွေစခန်းကိုစွန့်ခွာပြီးတော့ထွက်ပြေးကြတာ။ကိုင်းတော့မှရဲစခန်းမှလည်းမရှိတော့ဘူး။ရေစက်တွင်းကစစ်ခွေးတွေလည်းမရှိတော့ဘူး။အခုကတရက်ကန်ဖုန်ကြီးကျောင်းမှာတွားပေါင်းနေကြတယ်လို့သိရတယ်။စခန်းစွန့်ခွာသားတဲ့စစ်ခွေးတွေကိုလိုက်တိုက်တာမှာလက်နက်ခဲယမ်းတချို့ကိုတော့ရလိုက်သေးတယ်။ရဲစခန်းနဲ့ကိုင်းတော့မှရွာကိုဝင်ပြီးတော့နေနေရှင်းလေးတွေလုပ်နေပါတယ်လို့ပခုတ်ကူ People Defense Force PPDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါဗျ။၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်ဦး PRF ်ပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDA ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ SRF ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အမှတ်၈၅တပ်ဖွဲ့အနောက်မြောက်စစ်တေသဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF Lightning Drone Force ပခုတ်ကူစုဖွဲ့မှု Yan Force PPDF သူရိန် Hunter ပခုတ်ကူ Artquit အညာမြေတပ်ပေါင်းစုမြန်မျိုးနယ်ကတော်လိုင်းအဖွဲ့များမြိုင်ပကဖတိုင်ရင်တက်ခွဲလေးစစ်ကြအဖွဲ့ပောက်ပလာဖနဲ့ Justice Revolution Force တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကဖမ်းဆီးရရှိထားတဲ့စစ်တုံးမှန်မိသားစုဝင်445ဦးကို MNDA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကထပ်မံလွှတ်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ6ရက်နေ့မှာအရှိမြောက်တိုင်းစစ်ဌာနချုပ်ကနေဖမ်းဆီးရမိထားတဲ့စစ်တုံးမှန်မိသားစုဝင်385ဦးကိုလွှတ်ပေးပြီးတဲ့နောက်ဩဂတ်လ9ရက်နေ့မှာ445ဦးကိုထပ်မံလွှတ်ပေးလိုက်ခြင်းဖြစ်တယ်လို့သိရပါဗါး။6ရက်နေ့က စစ်တုံးမဲမိသားစုဝင်တွေကိုလွှတ်ပေးလိုက်တာက385ဦးပါ9ရက်နေ့က445ဦးထပ်မံလွှတ်ပေးတာပေါ့ SSPP လည်းလာရောက်ပြီးတော့ပူးပေါင်းကူညီပြီးတော့ခေါ်ဆောင်ပေးပါတယ် MNDAA နဲ့ PDF ပူးပေါင်းတပ်တွေကလွှတ်ပေးလိုက်တာပါလို့ဒေတာတော်လိုင်းရဲ့သတင်းအရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘူးတီတောင်မြို့နယ်ကစစ်ကောင်စီတပ်စခန်းများအားလုံးကိုတခုမကြံသိမ်းပိုက်ထားပြီဖြစ်တော့လေမောင်တော်မြို့မှာစစ်စခန်းနှစ်ခုသာကျန်ရှိတော့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေကြားဆောင်အမှတ်၅စခန်းနဲ့ ခန်းစစ်အထက်ထက်နဲ့ခုခံနေတဲ့မောင်တော်မျိုးတွေစခန်းများဆိုပြီးတော့စစ်စခန်းနှစ်ခုမြသာကြန့်ရှိတော့ကြောင်း AA ကပြောဆိုထားပါတယ်အာနာသိန်းစစ်ကောင်စီကမောင်တော်မျိုးကံများကိုမျိုးတွေကနေထွက်ခွာခွင့်မပြုဘဲလူသားတိုင်းကအဖြစ်နဲ့ပြုလုပ်ထားပြီးတော့မျိုးတွေမှာရှိတဲ့နေအိမ်များကိုအခိုင်အမာခန်းစစ်စခန်းများအဖြစ်နဲ့ပြုလုပ်ပြီးတော့ခုခံစစ်ဆင်နွှဲရန်ပြင်ဆင်ထားတယ်လို့သိရပါတယ်မောင်တော်မျိုးရရှိရေးအတွက် AA ကထိုးစစ်ဆင်တိုက်ခိုက်နေတာဟာလာပေါင်းများစွာကြာမြင့်နေပြီဖြစ်ပြီးတော့လက်ရှိမှာစခန်းနှစ်ခုသာကြန့်ရှိတော့ကြောင်းသိရှိရပါတယ်။တပြိုင်နက်တည်းမှာပဲစစ်ကောင်စီဟာအကြမ်းဖက်မွတ်စလင်အဖွဲ့များ များနဲ့အတူပူးပေါင်းပြီးတော့အကြမ်းဖက်လောက်ရများကိုကျူးလွန်ကြရန်အားပေးအားမြောက်ပြုလုပ်လျက်ရှိကြောင်းနဲ့ရခိုင်ဒေသအတွင်းမှာဘာသာရေးလူမျိုးရေးပဋိပက္ခများဖြစ်ပွားလာစေရန်အတွက်တမင်တကာလှုပ်ဆောင်နေတယ်လို့အေအေကပြောဆိုထားပါတယ်။ဒါကြောင့်ရခိုင်ပြည်အတွင်းဘာသာရေးလူမျိုးရေးအကြမ်းဖက်ဝါဒများ ခေါင်းမထောင်လာနိုင်စေရန်အတွက်အကြံဖတ်ဆောင်ရွက်သူများနဲ့အကြံဖတ်အဖွဲ့အစည်းများကိုခြေမုံတိုက်ခိုက်သွားမယ်လို့ AA ကထပ်မံသတိပေးပြောကြားထားပါတယ်မွတ်စလင်အကြံဖတ်တမအုပ်စုများစစ်ကောင်စီတင်နန်းစင်းလက်နက်ကိုင်မွတ်စလင်များနဲ့မွတ်စလင်ရာဇဝတ်လူစုကိုင်းတချို့ရဲ့အကြံဖတ်အန်ဒီရဲဟာယခုအချိန်မှာဘူးတီတော်မောင်တော်ဒေသမှာရှိတဲ့လူနည်းစုသောမျိုးနွယ်စုများအပြင်အဲ့ဒီဒေတာမှနေတယ်ဒေတာကံပြည်သူလူထုတရလုံးရဲ့အသက်အိုးအိမ်စီးစိမ်တို့ကိုနေ့စဉ်နဲ့အမျှချင်းချောက်လျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဇကိုင်းတိုင်းမုံရွာပတ်သိမ်းလမ်းမိုက်မှာအချမ်းဘတ်စစ်ကောင်စီရဲ့ကင်းမုံကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သား၂ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ9ရက်နေ့မနက်9:00နာရီကမှဝမ်ပေါင်ရန်စီကနေပြီးတော့ကင်းမုံဝွေရန်ထွက်လာတဲ့အချမ်းဘတ်စစ်ကောင်စီတပ်သားများကိုမုံရွာပတ်သိမ်းလမ်းမိုက်မှာတော်လိုက်တပ်ဖွဲ့များကမိုင်းဆွဲတိုက်ခတ်ရာစစ်သား၂ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဝမ်ပေါင်ရန်စီကနေပြီးတော့ကင်းမုံထွက်လာတဲ့စစ်ခွဲတွေကိုမုံရွာပတ်သိမ်းလမ်းမိုက်မှာ ဩဂတ်စ်လ9ရက်နေ့မနက်9နာရီလောက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာစစ်ခွေးနှကောင်ပွဲချင်းပြီးသေးတယ်ကျန်တဲ့နှကောင်ကတော့ထိခိုက်ဒဏ်ရာပြင်းထန်တဲ့မျက်မြင်တွေ့ခဲ့ရတာပါလို့ Brothers Defense Force အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုရင်းမာပင်ခရိုင်တိုင်ရဲ16တပ်ခွဲ1 Brothers Defense Force အဖွဲ့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ထောက်ပို့ပြည်သူများရဲ့ကုညီလှူဒန်းပေးမှုများလိုအပ်လျက်ရှိတယ်လို့သိရပါတယ်ပြည်သူများအနေနဲ့စစ်တပ်နဲ့ဝေးရာနေရာများကိုအတက်နိုင်ဆုံးရှောင်ရှားသွားလာကြရန် Brothers Defense Force အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်ဖျောင်းတောင်ရွာကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခတ်ရာပြည်သူ9ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ6ရက်နေ့ည7:00နာရီအချိန်ကမှပသိမ်ကြီးမြို့နယ်ဖျောင်းတောင်ရွာကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တဲ့အတွက်ပြည်သူ9ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ဟာစစ်ရှုံးလာတာနဲ့အမျှပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့စစ်ရာဇဝဲမှုများကိုပြောင်ကြကြကျူးလွန်လျက်ရှိတယ်လို့မန္တလေး PDF ကပြောဆိုထားကြောင်းသ တင်းအရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်နောင်ချုံမြို့နယ်ရေပြူရွာမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးတော့အကြမ်းဖက်စစ်ကောင်စီကကုတ်ခိုင်မြို့နယ်တီဘောမြို့ကိုလေကြောင်းကနေပြီးတော့ဆက်လက်ဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် ဩဂတ်စ်လ9ရက်နေ့မနက်9:30မိနစ်ခန့်မှာနောင်ချိုမြို့နယ်ရေပြူရွာမှာတောင်မြို့သားလွတ်မြောက်ရေးတပ်မတော် TNL နဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကတောင်တပ်မတော် TNL တရှိရာကိုထိုးစစ်ဆင်လာခြင်းကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်ဩဂတ်စ်လ9ရက်နေ့မွန်လွယ်တနအိမ်90မိနစ်ခန့်မှာ ကိုခိုင်မျိုးကိုအကြပ်ဘတ်စေကောင်းစီကလေးချောင်းကနေပြီးတော့ပေါင်900ဘုံးနဲ့နှစ်ကြိမ်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာပြည်သူပိုင်းနေအိမ်အဆောက်အဦတချို့ထိခိုက်ပျက်စီးကလူထိခိုက်တိတ်ဆုံးမှုတော့မရှိဘူးလို့သိရပါတယ်။အလားတူပဲဩဂတ်စ6ရက်နေ့ညနေ4နာရီကမှတီဘောမြို့နယ်မှာအကြပ်ဘတ်စေကောင်းစီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးတော့နောင်ကော်ကြီးကျေးရွာရေလေဖျားကြောင်းအတွင်းကိုကြက်ရောက်ပောက်ခွဲကကျောင်းဝအတွင်းမှာရှိတဲ့တန်ဃာတော်တပားနဲ့အမျိုးသမီးတဦးဘုံစားထိမှန်ပြီးတော့ပိတ်ဆုံးခဲ့ပြီးတန်ဃာတော်တပားအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါပါတယ်။ဩဂတ်စ်လ9ရက်နေ့ကလည်းအကြမ်းဖက်စစ်ကောင်စီကကုတ်ခိုင်မြို့ကိုတနေ့တည်းမှာ ၄ချိန်၄ချောင်းကနေတိုက်ခိုက်မှုကြောင့်ကိုခိုင်မြို့ကံပြည်သူ6ဦးသေဆုံးခဲ့ရပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ကိုခိုင်မြို့မှာဈေးကြီးလဲမီးလောင်သွားခဲ့ပြီးတော့စိုင်ကမ်းပေါင်း၄၀၀တခန်းမီးလောင်ပျက်စီးသွားခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မန်းရည်မြို့နယ်ခလာရ60ခွန်တရင်ကစစ်ကောင်စီတပ်သား9ဦးဟာ MNDAA ထံမှအလင်းဝင်ရောက်လာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ9ရက်နေ့မှာမန်းရည်မြို့နယ်ခလာရ60ခွန်တရင်ကတက်ချက်တအူးဦးဆောင်ပြီးတော့စစ်ကောင်စီတပ်သား9ဦးဟာ MNDAA တပ်ဖွဲ့ထံကိုအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗါတယ်။အလင်းဝင်လာတဲ့သူတွေမှာကတော့ လက်နက်တော့ပါမလာဘူးသူတို့ကိုအခုလက်ရှိကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားပါတယ်ခလာရ60ခွန်ကနေပြီးတော့တက်ချက်တအူးကဥဆောင်ပြီးခွန်နာဦးအလင်းဝင်ရောက်လာတာပါလို့ဒေတာတော်လိုင်းရေးသတင်းအေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တွင်းငယ်ရဲစခန်းတိုင်းတိုက်ပွဲမတိုင်မီကရဲနှစ်ဦးဟာလက်နက်များကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ19ရက်နေ့မှာတွင်းငယ်ရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့များက တိုက်ခိုက်မသိမ့်ပိုက်မီ ABSDF ចောင်းသားတပ်မတော်ထံကိုရဲနှောင်းလက်နက်များကိုယူဆောင်လာပြီးတော့အလင်းဝင်လာခဲ့တယ်လို့သိရပါတယ်။အလင်းမဝင်မီအချိန်ကတည်းကအဲ့ဒီရဲနှောင်းဟာ ABSDF အပါအဝင်တော်လိုင်းအင်အားစုများကိုများစွာအကူအညီပေးခဲ့တယ်လို့သိရပါတယ်။ဒါကြောင့် ABSDF အနေနဲ့၎င်းတို့ကိုလေးစားစွာမှတ်တမ်းတင်ဂုဏ်ပြုရင်းနဲ့ကြံရှိနေသေးတဲ့စစ်ကောင်စီလက်အောက်ခံများကိုလည်းနှိစက်ရတော်လိုင်းအင်အားစုအသီးသီးထံကိုအလင်းဝင်ရောက်ကြပါရန်တိုက်တွန်းလိုကြောင်း ABSDF တပ်မတော်ကပြောဆိုထားပါတယ်။ ABSDF အပါအဝင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ များကတပိတ်ချင်းမြို့နယ်တွင်းငယ်ရဲစခန်းကိုဇွန်လ25ရက်နေ့မှာအပိသက်သိမ့်ပိုက်နိုင်ခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ